အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ပေါ့နော် Google AI Studio ကိုသုံးပြီးတော့အ AI နဲ့ပေါ့နော်ဓာတ်ပုံလေးတွေအဗီဒီယိုလေးတွေဘယ်လိုလုပ်မလဲဆိုတာကိုပြောပြပေးချင်ပါတယ်ပထမဆုံးပေါ့နော် Google AI Studio ဆိုတဲ့ link ကိုသွားပါမယ်သွားပြီးပြီဆိုလို့ရှိရင်ဘဲဘက်ချမ်းမှာပေါ့နော် generate media ဆိုတဲ့နေရာလေးကိုနှိပ်ပါမယ်နှိပ်ပြီးသွားပြီဆိုလို့ရှိရင် ကိုကပေါ့နော်အဲ AI image ထုတ်ချင်တာဆိုလို့ရှိရင် Gemini image generation ဆိုရယ်ဒီနေရာလေးကိုနှိမ့်မယ်ပေါ့နော်အဲ့တော့ပထမဆုံးဓာတ်ပုံထုတ်မှာဆိုတော့ဒီနေရာလေးကိုနှိမ့်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ကိုထုတ်ချင်တဲ့ဓာတ်ပုံကိုအဲဘလူပုံလေးလိုချင်ပါတယ်ဆိုတာကိုစာသားလေးနဲ့ပေါ့နော်အဲ prompt လေးကိုပြောပြပေးရမှာပေါ့နော်အဲ့တော့ဒီမှာနမူနာအနေနဲ့ကျွန်မကပေါ့နော်အဲစာသားအချို့ရိုက်ထည့်လိုက်ပါမယ်ဒီမှာပေါ့နော်ကျွန်မက AI ကိုဘလူပုံထုတ်ခိုင်းပါလဲဆိုလို့ရှိရင်အဲဒီပေါ့နော် ွက်ထဲကိုကော်ဖီလောင်းထည့်နေတဲ့ပုံစံလေးပေါ့နော်အဲလက်လေးအချို့ကိုလည်းပြထားမယ်ဆိုပုံစံမျိုးပေါ့နော်အဲ့ပုံစံမျိုးအဲထုတ်မယ်စားသားလေးပေးလိုက်တယ်ပေါ့နော်ပြီးလို့ရှိရင် run ဆိုတဲ့ဒီညာလေးကိုနှိပ်လိုက်ပါမယ်ဒါဆိုလို့ရှိရင်သူကပေါ့နော်အဲကျမပေးလိုက်တဲ့စာသားလေးပုံမူတည်ပြီးတော့ဒီမှာအဲဓာတ်ပုံလေးထုတ်ပေးတာပေါ့နော် တော့ဒီဓာတ်ပုံလေးရပါတယ်အဲ့တော့ကိုလိုဂျင်တဲ့ဓာတ်ပုံနဲ့အဲထွက်လာတဲ့ဓာတ်ပုံကပေါ့နော်ကြိုက်တယ်အဆင်ပြေတယ်ဆိုလို့ရှိရင်ဒီမှာ download ဆွဲခြင်းနဲ့ဆိုလို့ရှိရင်ဒီနေရာလေးမှာ download ဆိုပြီးတော့ download ဆွဲလို့ရပါတယ်တကယ်လို့ဒီပုံကကိုလိုချင်တဲ့ပုံမဟုတ်ဘူးပေါ့နော်နောက်တစ်ပုံထပ်ပြီးတော့လောက်ခိုင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီအတိုင်းပဲပေါ့နော်စာသားလေးကိုအဲ copy ကူးပြီးတော့နောက်တစ်ပုံထပ်ထုတ်ခိုင်းလို့ရပါတယ်ဒီစာသားအတိုင်းပဲကွက်တိတူတူပေါ့နော်ထပ်ပေးလိုက်ပြီးတော့ run ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် နောက်ထပ်မတူတဲ့ပုံတစ်ပုံကို AI ကထုတ်ပေးပါလိမ့်မယ်။ဒါဆိုရင် तू နောက်တစ်ပုံထုတ်ပေးတာပေါ့နော်။ဒီမှာဆိုလို့ရှိရင်နောက်တစ်ပုံ तू ကထုတ်ပေးတဲ့ပေါ့။ဒီပုံလေးကိုလည်းကိုကသဘောကျလို့ဒေါင်းလုဒ်ဆွကျင်တယ်ဆိုလို့ရှိရင်ညာဘက်နားမှာဒေါင်းလုဒ်ဆိုတဲ့နေရာရှိတယ်ပေါ့နော်။အဲ့လိုမျိုးထုတ်ခိုင်းလို့ရပါတယ်။တကယ်လို့ပုံတော့ကဒီလိုပုံစံလိုချင်တာမဟုတ်သေးဘူးစာသားနဲ့ပြောင်းပြီးတော့ထပ်လုပ်ခိုင်းမယ်ဆိုလို့ရှိရင်လည်းအဲ warin ထားပါတော့เนาะ make no ကိုလောင်းထဲမှာပေါ့နော် the cut off coffee ခွက်ထဲကို no လောင်းထဲမယ်ဆိုတော့စားစားမျိုးလေးပြောင်းပေးပြီးတော့ထပ်ထုတ်ခိုင်းမယ်ဆိုလို့ရှိရင်လည်းထုတ်ခိုင်းကြည့်မယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်လည်းဒီလိုပုံစံမျိုးလေးသူကထုတ်ပေးတယ်ပေါ့နော်အဲ့တော့ကိုကဘယ်လိုပုံစံလိုချင်တာလဲဆိုတာကိုစားသားလေးပေးလိုက်မယ်အဲ AI ကပေါ့နော်သူအဆင်ပြေတဲ့ပုံကိုထုတ်ပြပေးမယ်ပေါ့ကိုကိုလိုချင်တဲ့ပုံရပြီဆိုလို့ရှိရင် download ဆွဲလို့ရပါတယ် ဟုတ်ပြီဒီတစ်ခါနောက်တစ်ပုံထပ်ထုတ်ခိုင်းကြည့်မယ်ပေါ့နော်နောက်တစ်ပုံကကြတော့ဘယ်လိုပုံစံထုတ်ခိုင်းမလဲဆိုလို့ရှိရင် main ကလေးတယောက်ပေါ့နော်မြို့သမီးတယောက်ကအဲ laptop နဲ့အလုပ်လုပ်နေတဲ့ပုံလေးပေါ့နော်အဲ create an image ဆိုပြီးတော့ဆိုပြီးတော့ပေါ့နော်တပုံတပုံဖန်တီးပေးပါဆိုပြီးတော့မြို့သမီးတယောက်ကပေါ့နော်ဒီ laptop နဲ့အလုပ်လုပ်နေတဲ့ပုံလေးကိုထုတ်ခိုင်းကြည့်ပါမယ် ဒါဆိုလို့ရှိရင်အဲကျွန်မပေးလိုက်တဲ့စာသားလေးပုံမူတီးပြီးတော့ AI ကထုတ်ပေးလာတဲ့ပုံလေးပေါ့နော်အဲသဘောကျတယ်ဆိုလို့ရှိရင်ပုံလေးကိုဒီမှာ download ဆွဲပြီးတော့ယူလို့ရပါတယ်။ဟုတ်ပြီဒါကတပ်ပုံထုံနည်းဖြစ်ပါတယ်။နောက်တစ်ခါပေါ့နော်ဗီဒီယိုလေးလုတ်ခိုင်းမယ်ပေါ့နော်။ပြီးလို့ရှိရင်ဒီမှာ generate media ကိုပဲပြန်သွားမယ်။သွားပြီးလို့ရှိရင်ဒီတစ်ခါကဗီဒီယိုထုတ်မှာပေါ့နော်။ဗီဒီယိုထုတ်မှာဆိုတော့ဒီမှာ VEO လို့ရေးထားတဲ့နေရာလေးရှိတာပေါ့နော်။အဲ့ဒီကိုတစ်ချက်ကလစ်လိုက်မယ်။ဒီမှာလဲကိုဘယ်လိုဗီဒီယိုမျိုးလိုချင်တာလဲဆိုတာလေးကိုစာသားလေးထည့်ပေးရမှာပေါ့နော်။ အဲ့တော့ကျွန်မကဒီမှာနမူနာစာသားလေးတစ်ခုနေပေါ့နော်ဗီဒီယိုထုတ်ပြပါမယ်ဒီမှာကျွန်မကနမူနာစာသားလေးပေးလိုက်မှာပေါ့နော်အာဒီမှာကြက်ဥကိုအသီးရွက်တင်နဲ့ရောပြီးတော့ဟိုကြော်တယ်အဲ့ပေါ်ကိုလက်လေးနဲ့စာလေးဖြူးတယ်အဇုံးနဲ့မှုရတယ်ဆိုတော့ပုံစံလေးဗီဒီယိုကိုထုတ်ခိုင်းလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ result ကဒီမှာပေါ့နော် number of rex မှာဒီမှာတက်လို့ရွေးလဲရရတက်ဆိုရင်ဗီဒီယိုတစ်ခုထုတ်ပြလိုက်မယ်သူက နှစ်ဆိုရင်နှစ်ခုထုတ်ပြမယ်အဲ့တော့ဗီဒီယိုမတူညီတာနှစ်ခုထွက်လာမှာပေါ့နော်ကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့ဗီဒီယိုကိုရွေးလို့ရတာပေါ့နှစ်ခုဆိုလို့ရှိရင်ဒီမှာကျမကနှစ်လို့ပေးလိုက်မယ်ပြီးရင်သူ့ရဲ့အချိုးအစားကလည်းကိုကြိုက်တဲ့ပုံစံရွေးလို့ရတာပေါ့နော်16 9 16တိုက်တာရွေးလို့ရပါတယ်ပြီးရင်ဗီဒီယိုရဲ့ duration ကလည်းပဲ10စက္ကန့်အထိ maximum ရတာပေါ့နော်ကြိုက်တဲ့စက္ကန့်ကိုရွေးလို့ရပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် ထုတ်ခိုင်းကြည့်ပါမယ်နော်။ဒါဆိုသူကဗီဒီယိုနှစ်ခုထုတ်ခိုင်းတာမို့လို့အပေါ်တစ်ခုအောက်တစ်ခုပေါ့နော်။သူဒီမှာအာ process လုပ်နေတာပေါ့နော်။ခဏစောင့်ရပါမယ်။သူက running ဆိုပြီးတော့သူဘယ်နှစက္ကန့်လုံးလုံးနေဆိုပြတာပေါ့เนาะအများသောအဖြစ်ကတော့ဗီဒီယိုတစ်ပုဒ်ကိုပေါ့เนาะအာစက္ကန့်50မိနစ်လောက်ပေါ့အဲ့လောက်ပဲကြာတတ်တာပေါ့เนาะဒီမှာတော့ result ကိုနှစ်ခုထုတ်ပြခိုင်းထားတယ်အာဘယ်လောက်ကြာမလဲတော့မသိဘူးပေါ့เนาะခဏစောင့်ကြည့်ပါမယ်เนาะ ဒါဆိုရင် तू ကပြီးသွားပြီပေါ့နော်အဲဒါဆိုရင် तू ကဗီဒီယိုနှစ်ခုထုတ်ပြတယ်ဗီဒီယိုပုံစံကြည့်ရတော့တိတ်ပြီးတော့ထူးမခြားနာပဲပေါ့နော်ဖွင့်ကြည့်လိုက်မယ်ထည့်တယ်အမ်အတီးရထည့်တယ်အဇွန်နဲ့မှွေတယ်ဆိုတော့ပုံစံပေါ့ပေါ်ဗီဒီယိုကအောက်ကဗီဒီယိုလည်းကြည့်လိုက်မယ်ပေါ့နော်ဘယ်လိုပုံစံဖြစ်မလဲတော့မသိဘူးအတီးရတွေတော့မတူဘူးပေါ့နော်ထည့်တဲ့ပုံစံဒါဆိုလို့ရှိရင်အဲဒီပေးလိုက်တဲ့ပေါ့နော်ဒီ instruction စာသားလေးပေါ့နော်အ prompt လို့ခေါ်တာပေါ့နော်ကိုပေးလိုက်တဲ့စာသားလေးပုံမူတည်ပြီးတော့ AI ကနေဗီဒီယိုနှစ်ခုထုတ်ပြတာပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ဗီဒီယိုကိုကိုကသုံးလို့ရတာပေါ့နော်ဒီမှာဆိုရင်အလက်လည်းမတူဘူးပေါ့နော်လက်လည်းမတူဘူးအသီးရွက်တွေလည်းထည့်တာမတူဘူးပေါ့နော်အမှတ်တမှတ်ကြည့်လိုက်ရင် century လို့ထင်ရပေမဲ့နောက်ဒီအောက်ကဗီဒီယိုကကြတော့လဲလို့ပဲကြောက်ထည့်တဲ့စားထည့်တဲ့အသီးရွက်တွေထည့်တယ်ပေါ့နော် ီမှာဟင်းချက်တဲ့သူရဲ့လက်လည်းမတူဇွန်လည်းမတူဘောเนาะအသီးရွက်တွေလည်းမတူအဲ့တော့ကိုကြိုက်တဲ့ဗီဒီယိုကို download ဆွဲလို့ရပါတယ်ဒါဆိုလို့ရှိရင် AI ကိုပေါ့နော်အဲစာသားလေးပေးပြီးတော့ကိုထုတ်ခိုင်းခြင်းတဲ့ဗီဒီယိုကိုထုတ်ခိုင်းတာဖြစ်ပါတယ်။ဟုတ်ကဲ့အားလုံးပဲစမ်းကြည့်လို့ရပါတယ်ရှင်။ကျေးဇူးများတင်ပါတယ်။